စင်ကာပူနိုင်ငံဟာအုံနောက်ကိုနှီးပညာနဲ့ထိမ့်ချုပ်ထားတဲ့ပိုးဟက်တွေကိုအသုံးပြုပြီးတော့မြန်မာကငလင်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာပထမဆုံးအသုံးချခဲ့ပါတယ်မြန်မာပြည်ကငလင်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာလုပ်ကင်ဖို့စိုက်ပေါ့ပိုးဟက်ဆဲကောင်းဟာစင်ကာပူကယ်ဆယ်ရေးအဖွဲ့ဝင်တွေနဲ့အတူပြီးခဲ့တဲ့မတ်လ30ရက်နေ့ကရောက်ရှိလာခဲ့တာပါကျောပေါ်မှာ electronic ခြေရာခံစနစ်များတက်ဆင်ထားတဲ့ပိုးဟက်တွေကိုနှီးပညာနဲ့ထိမ့်ချုပ်စေခိုင်းပြီးပိတ်မိနေတဲ့လူတွေကိုရှာဖွေစေတာဖြစ်ပါတယ် ဒီလိုပိုဟတ်တွေကိုအသုံးပြုပြီးတော့မြန်မာပြည်ငလင်ဘေးဒဏ်ကနေကယ်ဆယ်ရေးလုပ်ငန်းတွေမှာလှုပ်ဆောင်ခြင်းဟာကဘာပေါ်မှာလည်းပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်။ cyber ပိုဟတ်များကိုနိုင်ရန်နီးပညာတက်ကရူ glass engineering and solution နဲ့ home thin science and technology agency hth တို့ကတည်ထွင်ထားတာပါပိုဟတ်တွေရဲ့အုံနောက်ထဲကို electronic စနစ်ထည့်သွင်းပြီးလိုရာသွားနိုင်ဖို့အတွက်ကွန်ပျူတာနဲ့ထိန်းချုပ်က ကိုပေါ်မှာတော့အနီးအောက်ရောင်ခြည်ကင်မရာနဲ့အာယုံခံကရိယာများကိုတပ်ဆင်ထားပါတယ်။အဝေးထိန်းစနစ်နဲ့ထိန်းချုပ်ထားပြီးအပျက်စီးများအောက်မှာရှိတဲ့တင်းငယ်တဲ့နေရာများအထိသွာလာနိုင်တဲ့အရှိ6စင်တီမီတာရှိတဲ့မာရာကတ်စတာပိုးဟတ်တွေဖြစ်ပါတယ်။စင်ကာပူအဖွဲ့ဟာပိုးဟတ်များကိုအသုံးပြုပြီးရှားဖွေကယ်ဆယ်ရေးလုပ်ငန်းများလှုပ်ဆောင်ခြင်းကို2025ခုနှစ်အေပီလ3ရက်နေ့ကနေပြည်တော်မှာနှစ်ကြိမ်အသုံးပြုခဲ့တယ်လို့သိရှိရပါတယ်။ တရိတ်ဆန်တွေရဲ့အုံနောက်ကိုထိမ့်ချုပ်ပြီးလိုရာစိတ်ခိုင်းနိုင်တဲ့ဤပညာကိုလူတွေတီထွင်ကြံစအနေအမှာပူဟတ်တွေသာမကပဲကနန်းလိုအကောင်တွေကိုလည်းစမ်းသပ်အောင်မြင်နေတယ်လို့သိရှိရပါတယ်။ဘာပဲဖြစ်ဖြစ်မြန်မာပြည်ငလင်ဘေးဒဏ်ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေမှာပူဟတ်တွေကပါဝင်ကူညီလှုပ်ဆောင်ပေးဖို့ရဆိုတာကတကယ့်ကိုအမှတ်ရစရာဖြစ်လာခဲ့ပါတယ်။